Hello, hello, this is Teacher Imol. Welcome to my channel. Today we are going to learn about present simple or simple present. present simple လို့လည်းခေါ်လို့ရတယ် simple present လို့လည်းခေါ်လို့ရတယ်အဲ့တော့ဒီနေ့ teacher တို့ဒီဗီဒီယိုမှာဆိုလို့ရှိရင် present simple test တွေကိုလေ့လာရမှာဖြစ်တယ် so don't forget to subscribe like and comment ကဲဒါဆိုရင် teacher တို့ကြည့်အောင် processing bag ကိုအလွယ်မှတ်ချင်ဘဝန်းဆိုပြီးတော့မှတ်ထားပါဘဝန်းဒါမှမဟုတ် SES ပေါ့နော် ဒီချက်ဒီမှာ SES မထည့်လိုက်လို့เนาะ but 1 SES လို့မှတ်မယ်အဲ့တော့ present simple တွေကိုဘယ်နေရာမှာတွေသုံးပါလဲ so we use the present simple to talk about happy things that we do regularly ကျတော့အများနဲ့လို့လို့ပုံမှန်လုပ်နေတဲ့အလေးအကျင့်တွေရှိမယ်ပုံမှန်လုပ်နေတဲ့အရာတွေရှိမယ်ဒါဆိုရင်အဲ့ဒီအရာတွေကိုပြောရမယ်အလေးအကျင့်တွေကိုပြောရမယ်ဆိုရင်ကျတော့တွေ present simple ကိုသုံးရပါမယ် but 1ကိုသုံးရမယ်เนาะ but 1ဆိုတော့ဒီချက်ဟိုအရှိမှာအရှိဗီဒီယိုမှာ but 1 but 2 but 3 but 5 ng အ buff တွေအများကြီးပြီး ထားတယ်အလုံး100ကျော်ရှိတယ်အမှတ်သွားပြီးတော့လေးလာနိုင်တယ်ကိုသုံးချင်တဲ့ buff တွေကိုဒါကကြက်ပြီးတော့အမှတ်ပြီးတော့ဒါပြောလို့ရတယ်ပေါ့ဒီမှာဆိုရင် exam အနေနဲ့ I go to school every day เนาะအမြဲတမ်းလို့လို့နေ့တိုင်းပေါ့เนาะငါကျောင်းကိုသွားတယ်သွားချင်မှလည်းသွားမှာเนาะသွားချင်လည်းသွားလို့ရတယ်။ဒါပေမဲ့ဒီချက်ကဒီမှာ exam အနေနဲ့ထည့်ထားဖြစ်တဲ့ every day ကိုပေါ့နော်။ I go to school every day. Okay next. First things that are always or usually true เนาะအများအားလိုလိုပုံမှန်လိုလိုမှန်ကန်နေတဲ့အရာတွေရှိတယ်ကွာเนาะအဲ့ဒီအရာတွေကိုပြောချင်တယ်ဆိုလို့ရှိရင်လည်းချေတော့ present simple ကိုသုံးရမယ်အဲ for example my parents work in a bank ငါရဲ့မိဘတွေက sorry ဘယ်မှာအလုပ်လုပ်တယ်ဒါကအများအားလိုလိုသူတို့လုပ်နေမယ်အဲဒါ လက်ရှိကတော့ဒါမှန်နေရဲသူတို့အမြင်နဲ့လို့လို့သွားနေရဖြစ်တဲ့အတွက်နောက်ခု the earth goes round the sun နော်ကဘာကြီးကနေကိုဒါက goes round လက်ပတ်နေတယ်နော်ဒါမျိုးအမြင်နဲ့လို့လို့မှန်ကန်နေတဲ့အရာတွေမှာ present simple ကိုသုံးရမယ်အဲ့လိုပဲအမြင်နဲ့လို့လို့မှန်ကန်နေတဲ့အရာတွေအများကြီးရှိတယ်ပြီးရင်ကိုလုံးနေကြဥပမာကိုအိပ်ရထားတယ်သွားတိုက်တယ်မျက်နှာတစ်တယ်နော်ထမင်းစားတယ်ကြောင်းသွားတယ်ကြောင်းပြန်တယ်မိဘကူတယ်ကစားတယ်ငယ်တော့ကတချင်းပြန်ငယ်တော့ကကြပြလေးပြန်အောင်သွားပြီဟဲ့လားနော်အဲ့လိုမျိုးတွေရှိရပေါ့အဲ့အကြောင်းအရာတွေကိုပြောချင်တယ်မနေ့အိပ်ရထားကနေစပြီးတော့မနေ့အိပ် ရာအဲဆိုမနေ့အရာထားနေစပြီးတော့မနေ့ညပေါ့နော်ညအရာဝင်တဲ့အချိန်အထိအကြောင်းအရာတွေအမြဲတမ်းလိုလိုလုပ်နေတဲ့အကြောင်းအရာတွေကိုပြောချင်ရင် process symbol တွေကိုသုံးပြီးတော့ဒါကပြောလို့ရတယ်အဲ့တော့ process symbol ကဘဝန်းရိုးရိုးလေးတွေပဲနော်ဘဝန်းနေ အခုနကတော့တိကျပြောတဲ့ဗီဒီယိုမှာသွားပြီးတော့ကိုသုံးချင်တဲ့ buff တွေကိုသွားလေ့လာပြီးတော့ဒါကအဲဒီ essay တစ်ပုဒ်တောင်ရေးလို့ရတယ် my daily routines လို့မျိုး no my daily life เนาะဒါမှမဟုတ်လို့ရှင်လဲတိကျနောက်နောက်ထပ်ဆက်ပြောမယ်အဲ my mom တို့ he she it အတွက်ဆိုရင်ဒါ my mom တို့ my dad တို့เนาะအဲ my aunt တို့အဲအကုန်သုံးလို့ရတယ်အဲ့တော့ my mom's day my dad's day ဒါမျိုးသုံးလို့ရ my family's day my family's routines ပေါ့เนาะအဲဒါမျိုးတွေလည်းသုံးလို့ရပါတယ် okay နောက်ခုကြည့်အောင် form ပုံအနေပုံစံအနေနဲ့ကတော့သူကခုနတီချယ်ပြောသလိုပဲ but one positive in positive sentences uh, sentences we add s or es to the main verb in the third person singular he she it uh, third person singular ဖြစ်တဲ့ he she it subject pronoun ကတီချယ်သင်ခဲ့တယ်နော် he she it i we you they he she it ဆိုတာရှိတယ်အဲ့ဒီအထဲမှာမှာ he she it အတွက်ဆိုရင်သူနဲ့သုံးမဲ့ main verb တွေမှာ s d e s တွေထည့်ပေးရတယ် he နေရာမှာ the boys names ဖြစ်နိုင်တယ်เนาะအဲရှီနေရာမှာ the guest name နေဖြစ်နိုင်တယ်ပြီးလို့ရှိရင် it နေရာမှာ the the animals or the things ပေါ့အရာဝတ္ထုတွေအကောင်လေးတွေလည်းဖြစ်နိုင်တယ်เนาะအဲ he she it လို့မျိုးပုံသင်ကြီးတော့မှတ်မှာထားနေအဲအဲ့ဒါမှာဆိုရင်အဲ့ဒီဟာတွေကိုသုံးတော့မယ်ဆိုရင် chair sd esd ထည့်ပေးရတယ်အဲ့တော့ tenses တွေမှာဆိုရင် အမြဲတမ်းပုံစံသုံးမျိုးရှိတယ်ခေါင်းစဉ်တစ်ခုလာလိုက်တာနဲ့ grammar ရဲ့ပုံစံကသူ့မှာပုံစံသုံးမျိုးသုံးမျိုးစီရှိရပေါ့เนาะဘာတွေလဲဆိုရင် positive negative and question အရင်ဆုံး present simple ရဲ့ positive ပုံစံကိုဂျေရိုလေ့လာမှာဖြစ်တယ်ဒီမှာเนาะအဲ့တော့ဟီရှိအေကူနာပြောခဲ့သလိုအီရှိနဲ့တွေ့တော့မယ်ဆိုရင်မိဘတီမှာ SDES ထည့်မယ် for example i play the violin i ကတော့ i ဟီရှိအစ်မဟုတ်တာဖြစ်တဲ့အတွက် play မှာ s ထည့်စရာမလိုရှီမှာကြည့်ကြည့်လိုက်ရှီရဲ့နောက်မှာ p l a y s plays အဲ့တော့ခုနကတီချက်ပြောခဲ့တယ်ရှီနေရာမှာ my mom plays the violin my အဲဒီ my aunt နော် please the violin my sister please the violin အများကြီးသုံးလို့ရတယ်ရှိနေရမှာเนาะနောက်ခု in negative sentences and question negative အငင်းဝကြတဲ့ question မေးခွန်းနေမှာဆိုရင်တော့ we don't we don't we do not add s or es to the main verb main verb ဒီမှာ stes ဒီထည့်เสียရမလို့ for he she it အတွက်ပေါ့เนาะ negative နဲ့ question ပုံစံနေမှာ main verb ဒီမှာ stes ဒီမထည့်တာကဘယ်လိုပုံစံလဲဆိုလို့ရှိရင် for example အာအပေါ်မှာခုန positive မှာ he likes pizza ထားပါတော့ he likes pizza သူက pizza ကိုကြိုက်တယ်အဲ့မှာ he ဖြစ်တဲ့အတွက် l i k e s he ညမှာ the my dear no my brother my uncle ရေးလို့ရတယ်เนาะဒါမှမဟုတ်ကြော်ကြော်မမဦးစော်ဦးဦးအေးစသည်ဖြစ်ပေါ့เนาะအများကြီးရေးလို့ရတယ်ဒါဆိုရင် negative ကိုကြည့်ကြည့်လား he doesn't like အမ like မှာ s တဲ့ဆရာမလို့တော့ဘာဖြစ်လို့လဲဆိုတော့ doesn't ခေါ်ပြီးသွားပြီဖြစ်တဲ့အတွက် doesn't like ပဲသုံးမယ်အဲ့လိုပဲ ဒီမိကွန်းမှာဆိုလဲပဲ he she it အတွက် does ကိုမိကွန်းခေါ်ရမယ် does he like pizza အဲ့တော့ like မှာ s d e s d မထည့်ဘူးအဲ့တော့ does တင်မင်းတို့သိထားမှာကလေးတို့သိရမှာက negative နဲ့ question နေမှာဆိုရင် does နဲ့ does ကိုခေါ်ရတယ်ဆိုတာသိရမယ်နော် he doesn't she doesn't it doesn't ပေါ့နော် does he does she does it ပေါ့ เนาะအဲ့ဒီနောက်အဲ့ဒါတွေသုံးတော့မယ်ဆိုရင်နောက်က main path တွေမှာဆိုရင် SDEST ထည့်ဆရာမလို့ positive တကူမှာပဲ SDEST ထည့်မယ်เนาะโอเคနောက်တစ်ခုကြည့်အောင် အဲ့လိုပဲ present simple မှာခုန he she it be သွားပြီဆိုတော့ i will you they ဆိုတာရှိတယ်အဲ့တော့ i will you they ရဲ့ပုံစံကိုလည်းဒီချက်တို့အဲဒီလိုလေးတွေသုံးမယ်ဘယ်လိုသုံးမလဲဆိုရင် i go to school every weekday weekday means monday to friday เนาะ monday ကနေ friday ထိနေ့တွေကို weekday လို့ခေါ်ပါတယ် saturday and sunday ကို weekends လို့ခေါ်ပါတယ်အဲ့တော့ i go to school ဆိုတော့ go မှာ i ဖြစ်တဲ့အတွက် go မှာ main ဘက်မှာ sdest ထည့်ဆရာမလို့အဲ့လိုပဲ we love our class teacher ငါတို့တွေကငါတို့ရဲ့ဒီအတက်မိုက်ဆရာမကိုအဲချစ်တယ် love လပ် ယ် you eat me မင်းအသာစားတယ်ဒါ eat ပဲ stay yes တယ်မလို့ဘူး they drink milk every weekend weekend နေမှာဆိုလို့ရှိရင်သူကသူတို့တွေကအာဒီနွားနို့တွေတောက်တယ်အဲ့မှာလဲအတိုင်းပဲ stay yes တယ်ထည့်စရာမလို့ဒါက positive ပုံစံမှာ negative နဲ့ question မှာ i will you they အတွက်ဘယ်လိုသုံးရလဲဆိုလို့ရှိရင်ခုန he she is ဆိုရင်အမြဲတမ်းမှတ်ရမယ် simple present simple present simple present မှာ he she is ဆိုရင် negative နဲ့အဲမိခွန်းအတွက်ဆိုရင် negative ဆိုရင် doesn't เนาะအဲ မေကွန်ဆိုရင် death he she အတွက်နော်အခု i will you တွေအတွက်ဆိုလို့ရှိရင် negative ဆိုလို့ရှိရင် don't ကိုခေါ်ကိုခေါ်ရပါမယ်မခေါ်လို့မရပါဘူးပြီး no တခုတည်းခေါ်ရမှာမဟုတ် not တခုတည်းလည်းခေါ်ရမှာမဟုတ်ဘူး don't do not နော် question အတွက်ဆိုရင် do ကိုခေါ်ရပါမယ် for example i don't know ငါမသိဘူး we don't eat meat ငါတို့တမစားဘူး you don't drink milk အဲ thing ငါတို့မတောက်ဘူးနော်သူတို့နော်အဲ sorry သင်တို့နွားနို့မတောက်ဘူး they don't play football နော်သူတို့ဘောလုံးမကစားဘူး အဲ့လိုပဲမေကွန်လှုပ်ချင်နေဆိုရင် do i know ငါသိလား do you eat me ငါတို့သားစားလား do you drink milk အာသင်ငါတို့တောက်လား do they play football အာသူတို့ဘောလုံးကစားလားလားမေကွန်နေဖြစ်တဲ့အတွက်ဒီမှာလဲ do နဲ့မိတာဖြစ်တဲ့အတွက် do နဲ့ပြန်ဖြေရပါမယ် yeah i ကိုကိုကိုမင်းတစ်ဖက်သူကဖြေရင်မင်းတို့ you နဲ့မင်းမှာမ you နဲ့ဖြေမှာမလား do i know Uh, no you don't yes you do like this အဲ့လိုပဲ do we do we နဲ့မေးတယ်ဆိုရင် you နဲ့ပဲပြန်ဖြေရပါမယ်အဲ yes you do no you don't like this အဲ့တော့တိချက်ရှင်းတာမြန်နေတယ်ဆိုလို့ရှိရင်လည်းပဲခုမှတ်မှာရေးခဲ့လို့ရတယ်เนาะ sorry အဲ့တော့ဒီမှာဆိုလို့ရှိရင်ခုနကတော့ dash နဲ့ me တော့ dashy dashy dash it เนาะ dash နဲ့ me ကိုဆိုရင်အဲဒီမှာ i will you they အတွက်ဆိုရင် do i do we do you do they ပြန်ပြတဲ့အခါမှာ he she it အတွက်ဆိုရင် yes he does no he doesn't เนาะအဲ yes she does no she doesn't yes it does no it doesn't အဲ့လိုပဲဒီမှာဆိုလဲ yes you do no you don't အဲ yes i do Uh, no, I don't. Yes, they do. Uh, no, they don't. Like this, you can answer. Okay. ါဆိုတီချာတို့ process simple ဆိုတာကိုဘယ်လိုသိတာစီမလဲ process simple ကျတို့ tenses တွေဖြည့်တယ်မလား buffer နေဖြည့်တယ်မလား buffer ဖြည့်တဲ့အခါမှာအဲ့ဒီကိုကမိခွန်းလေးတစ်ခုကိုကြည့်မယ် sentence တစ်ခုကိုကြည့်ပြီးတော့အဲ buffer ထည့်ရမှာလား buffer ထည့်ရမှာလားဒါမှမဟုတ်လို့ရှင် present continuous is it my black buffer ng ထည့်ရမှာလားဆိုတာကဒီလို time expression တွေကိုကြည့်ပြီးတော့ထည့်ပြရမှာဖြစ်တယ်အဲ့တော့ time expression တွေကဘာတွေလဲဆိုရင် we often use these time expression with the present simple to say when something happens เนาะเอ่อဒီ time expression တွေကိုရှင်တို့မကြာခဏသုံးပြရမယ်ဘာတွေလဲဆိုလို့ရှင် in january in the winter in the morning in the afternoon in the evening on mondays on monday morning on my birthday on the 4th of August at 7 o'clock at midnight at the weekend at night at Christmas ပေါ့နော်အဲဒီဒီရီပေါ့အဲဒါမျိုးတွေဆိုရင်တကယ်တော့ IN in the mass နေနဲ့တော့နေ season နေနဲ့တုံးတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ day of the part နေနဲ့တုံးတယ်เนาะနေ့တစ်နေ့ရဲ့အစိအပိုင်းနေနဲ့တုံးတယ်ပြီးလို့ရှိရင်နောက်တစ်ခုကအဲ day တွေဆိုလို့ရှိရင် on ဆိုရင် days တွေတုံးတယ်เนาะပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ birthday တွေမှာတုံးတယ် at ဆိုလို့ရှိရင် o'clock တို့ midnight တို့ at the weekend on the weekend လည်းတုံးလို့ရပါတ ဲ at night at christmas ဒီမှာသုံးတယ်ပြီးရင်နောက်တစ်ခုကကြတော့ we also use these uh, phrases to say how often something happened ပေါ့နော်ကိုကဒီဘလောက်လောက် အဲ့အရာကိုလုပ်နေရတယ်တပတ်တစ်ကြိမ်ဥမာကောင်းလျှော်ရလားနော်တပတ်နှစ်ကြိမ်လောက်ရုပ်ရှင်သွားကြည့်ရလားအဲ့ဒါမျိုးတွေအကျင့်ရေးအတွက်တူပြောချင်နေဆိုရင်ချေတို့ဒီအရာလေးတွေကိုသုံးလို့ရပါတယ် every day every week every month every year or once a day once a week not twice a day twice a week twice a month like this three times a week three times a month ဒါမျိုးလေးတွေသုံးလို့ရပါတယ် အတိကဟို every တို့နော်အဲ once a day တို့ twice a day တို့ three times a week တို့အဲ့ဒါတွေပါလို့ရှင်ကျင့်တည်တယ်ဒါ simple present ပေါ့နော်ဒီအပေါ်က in နေကတော့ဒါကနည်းနည်းလေးသူကနည်းနည်းလေးမြင်တယ်ဒီ basic မှာတော့ every day အဲဒီ once a week တွေနော် twice a day တွေအဲဒါမျိုးလေးအမှတ်ထားရပါတယ်ဒါပေမဲ့ဒီမှာတခါတည်း in နေ on နေ at နေသုံးတာပါသင်ထားတော့ ထပ်ပြီးတော့မှတ်ပါရပါတယ်။ notebook ထဲမှာတရားလေးတွေမှတ်မယ်ဆိုလို့ရှိရင်ဒါအများကြီးအမင်းတို့အတွက်အရေးပါပါတယ်ပေါ့နော်။ဒါတရားလေးလည်းပဲပြန်တည်ခြင်းနဲ့ဆရာမတွေလည်းပဲဒါကိုအဲ note ထဲမှာလိုက်ပြီးတော့မှတ်ထားလို့ရပါတယ်။အဲ့တော့ကျတို့ we say in the morning in the morning လို့ပြောရဲ but ဒါပေမဲ့လို့ရ on monday's morning တော့ monday's နဲ့ day နဲ့ပါတဲ့အခါမှာ on လို့ပဲသုံးပါမယ် at christmas at christmas တကူတဲ့ဆိုရင် atm နဲ့သုံးမယ်ဒါမှမဟုတ် on အဲ on christmas day ဒီပါပြီဆိုရင်တော့ချေတော့ on မဲ့တော့မယ် on mondays a monday တိုင်းလို့ပြောကျင်တဲ့ခါမှာနှစ်မျိုးသုံးလို့ရပါတယ် on mondays monday မှာ s ပါပြီးတော့သုံးမယ် or every monday เนาะ every monday လို့လည်းသုံးလို့ရပါတယ် okay ဒါဆိုနောက်တစ်ခုကြည့်အောင် okay နောက်တစ်ခုကတော့ present simple tense ဆိုပြီးတော့သိတာစီတဲ့ episode frequency လည်းရှိပါတယ်ဒီစကားလုံးတွေပါပြီဆိုရင်လည်းဒါက present simple ဆိုပြီးတော့မှတ်ယူလို့ရပါတယ် okay what are they always sometimes usually never often เนาะ etc ပေါ့အဲ့တော့ we often use efforts of frequency with the present simple to say how often something happen ခုန once a week to every တို့ ਨੇ တုံးတယ်လို့ပါပဲเนาะအဲဒီຢာတွေကိုလည်းတုံးလို့ရပါတယ်အဲ efforts of frequency come before the main bad ဒီဘယ်နှကြိမ်လောက်ပေါ့ကိုကခုနတော့အမြင်နဲ့လို့လို့လားတခါတရံလားပုံမှန်လို့လို့လားမကြာခဏလားပေါ့เนาะတခါမှတခါတလေမှမဟုတ်ဘူးလားဘယ်တော့မှမဟုတ်ဘူးလားဆိုတော့ ်ဟိုသုံးကျင်နေဆိုရင် pressure symbol တွေနဲ့ aperture frequency နဲ့တွဲသုံးလို့ရပါတယ် pressure symbol aperture frequency တွေကဘယ်လိုအချိန်နေဗမာရီထားတုံရလဲဆိုရင် can before the main bed ပေါ့နော် main bed မတိုင်မီလာတယ်ဆိုလို့ကျင်တာ main bed ကရှေ့ဒီမှာလာတယ် for example i usually get up at 6 o'clock နောက်က6နာရီမှာအမြဲတမ်းလိုလိုဒါပုံမှန်အဖြစ်ပေါ့နော်အေးရထားတယ်အမှ get up က main bed ဖြစ်တယ်ဒါဆိုရင် usually uh comes before get up right ပြီးနောက်က i always teach ငါအမြဲတမ်းစာသင်နေတယ် she never goes to the shore အမှရှိဖြစ်တဲ့အတွက်အ goes မှာ go go မှာ es ထည့်ထားပါတယ် as သို့မဟုတ် es ထည့်ရပါတယ်เนาะ okay ဒါဆိုနောက်ခုကြည့်အောင်အဲ့တော့ဒီချဲအရှိမသင်ခဲ့တာတွေတခြားလေးနားလည်သွားပြီဆိုလို့ရှိရင်ဒါဆိုရင်ဒီချဲနဲ့အတူတူ process စံပတ်သင်ခန်းစာတွေအတွက်လေ့ကျင့်ခန်းတွေလုပ်ကြည့်ကြမယ်နော် တော့ exercise 1 exercise 1ကဒီဒီဥစ္စာရောเนาะဒီချေတို့အဲဒီဗီဒီယိုတစ်ခုလည်းတင်ပြီးသားဒါပေမဲ့အမှပုံနေအသက်မပါဘူးပေါ့เนาะဒီချေပုံနေနဲ့ပဲပြောထားတယ်အဲ့တော့အတန်နဲ့လုတ်ပေးပါအတန်နဲ့ပေါ့เนาะအဲရှင်းပြပေးပါဆိုတော့သူတွေအတွက်ဒီချေဒါပြန်ရှင်းပြခြင်းဖြစ်ပါတယ် Okay ဒါဆိုရင်အာ fill in the blanks with the correct present simple form of the bath in parenthesis now the parenthesis ဆိုတာဒီ ဝင်းစာကွန်ပိတ်ကိုပြောတာပါနော်ဝင်းစာကွန်ပိတ်ထဲက the birthday ကို present symbol မှတ်ကန်တဲ့ present symbol form သုံးပြီးတော့ကွက်လက်ဖြည့်ပေးရမယ်အဲ့တော့ခြေရှိမှသင်ခဲ့တယ် he she it အတွက်ဆိုလို့ရှိရင် birthday မှာ main birthday မှာဘာတွေထည့်ရမလဲ s or es right ဒါဆိုရင် she blank drink coffee every morning ဆိုရင်ခြေတို့ဘာထည့်မလဲ okay ဘာထည့်ရမလဲ s ပေါ့နော်အဲဒီနေရာမှာ s တို့ es တို့အဲဒီမှာပေါ့နော်ဒီခြေအဲ့ဒါကဒီနောက်သင်ခန်းစာ အတင်းနေဆိုလို့ရှိရင်ပြော့ပြပြပါမယ်ဘေးစကလုံးလေးတွေဆိုရင် ES ပေါင်းထည့်ရတယ်ပေါ့နော်ဒီသူ့ရဲ့ now SES ပေါင်းထည့်တဲ့ဒီ rules နဲ့ buff တွေမှာ SES ပေါင်းထည့်တဲ့နေရာအတူတူပါပဲเนาะအဲ့တော့အဲ့လိုပဲအဲ IWU တွေမှာအဆိုရင် SDES တွေမလို့မလို့တဲ့အတွက်ပါထည့်ရမယ်ဒီ buff တွေပဲ main buff ပဲပြန်ထည့်ရမှာပေါ့ okay เนาะအဲ့တော့နောက်မှလည်းနောက်ခုရှိသေးပါတယ်အလုံးပေါင်းတာပုံ20ပါเนาะတခြားလေးဖြည့်ကြည့်ပါ notebook ထဲမှာအဖြည့်ပါပါတယ် ဒါပေမဲ့လို့ရအဖြေကိုမကြည့်ခင်အဲကိုပါကိုဒီဗီဒီယိုကိုအာရက်ထားပြီးတော့ဖြည့်ကြည့်ပါ Okay let's look at the answer Correct if you are correct well then Okay အကုန်မှန်နေဆိုရင်တော့ well then ပါနော် Okay နောက်လေ့ကျင့်ခန်းတစ်ခုကြည့်အောင် exercise 2 uh, complete the questions below using the simple present form of the verb in parentheses now ဒီ greens algebra ထဲမှာပေးထားတဲ့ verb တွေကိုလည်း present simple form နေသုံးပြီးပေါ့เนาะအဲခြေတို့ကဘာလို့ပြီး you have to make a question question လုပ်ပေးရမယ် question လုပ်တယ်ဆိုရင်ဒီချက်ရှိမှသင်ခဲ့တယ် i will you the အတွက်ဆိုရင် do do ကိုခေါ်ရတယ် he she it အတွက်ဆိုရင် does does ကိုခေါ်ရတယ်နောက်က birthday သည် but one ရိုးရိုးပုံစံပဲဖြစ်တာဖြစ်တဲ့အတွက်ဒီတိုင်းပြန်ရေးအောင်ပါပဲဒါဆိုအရှိ quotlet တွေမှာ do တွေ does တွေထည့်ပြီးတော့နောက် quotlet မှာကြတော့ present simple ကိုရိုးရိုး main verb တွေပဲပြန်ထည့်ရုံပါပဲ it's very easy လွယ်လွယ်လေးပါနော်ကဲလွယ်လွယ်လေးဆိုရင်အဖြေလေးကြည့်လိုက်ရအောင်နော် ခုနပြောသလိုပဲအဖြေမကြည့်ခင်ရက်ထားပြီးတော့ဖြေမနော်โอเคအဲ့တော့ဒီမှာဆိုရင်အဖြေမှာဒီချက် speak speak ကနှစ်ခုဖြစ်နေเนาะနောက်ကကွင်းစာကပိထရာမပါပါဘူးအရှိက do you speak does she work အဲ့ဒါပါပဲเนาะကဲအဖြေလေးကြည့်အောင် correct if you are correct bravo okay next neck exercise 3 change these sentences into question in the simple present tense simple present tense ပုံကိုပြောင်းပေးရပါမယ်အဲ့တော့ question ပုံစံပြောင်းရမှာအဲ့တော့ you live in this city ဆိုရင် teacher တို့ why you you ကိုတွေ့တယ်ဟုတ်အဲ့ဒါဆိုရင်ဒီလိုပါလုပ်မလဲပါခေါ်ရမလဲမိကုန်လုပ်ချင်ရင် do တွေ does တွေခေါ်ရတယ် you ဖြစ်တဲ့အတွက် i will you တွေအတွက်ဆိုရင် do do ကိုခေါ်ရတယ်ဒါဆိုရင် do ကိုခေါ်မယ် you ကိုပြန်ရင်မယ် do you ပေါ့နောက်ကကျန်တာဆက်ရေးမိကုန်လုပ်မယ်ဆိုလို့ရှိရင် question ကိုထည့်ဖို့လုံးဝမမေ့ပါနဲ့နော် အဲ့တော့ do you live in this city question mark right အဲ့လိုပဲရှိတယ်ဆိုရင် zero do does တရားပါခေါ်မလဲ okay ဒါဆိုတေချာစဉ်းစားပြီးတော့အဖြည့်ကြည့်မယ်အဖြည့်သေးဟိုမကြည့်နိုင်အောင်เนาะပြီးမှအဖြည့်ကြည့်ပါမယ် okay let's look at the answer if you're correct good job ကောင်းမလားမှန်နေဆိုရင်တော့ဒါကအရင်တော်ပါတယ်เนาะ လွယ်လဲလွယ်ပါတယ် exercise 4 exercise 4ကတော့ဒါကအဲဖြစ်နိုင်ခြေရှိတဲ့အဖြေတွေက yes လည်းဖြစ်နိုင်တယ်လို့ no လည်းဖြစ်နိုင်ပါတယ်ဒီချက်ကဒီမှာဥပမာ she he she it I will you they he she it ပဲတင်ထားသေးတာဖြစ်တဲ့အတွက် I will you they he she it ပဲရေမေးခွန်းမှာထည့်ပေးထားပါဗျ။အဲ့ဒီ I ကတော့ကိုမင်းတို့ပြော you ကတော့မင်းတို့ပြောတာပေါ့နော်။အဲ she he အဲ့ဒါမဟုတ်လို့ရှိရင် it တို့တရားရှိဝိုင်း they တို့ဆိုရင်ကို အဲတုံးကျင်တဲ့သူပေါ့နော်မိမိကိုတုံးမလားဟီဆိုလို့ရှိရင်ဖဖေးရှီဆိုရင်မိမိဒါမှမဟုတ်လို့ရှိရင်လည်း adore ဦးလေးအကိုအမအတုံးလို့ရပါတယ် it ဆိုလို့ရှိရင်လည်းပြောစိတ်ကလေးတွေ aunt or dog or cat you can use တုံးလို့ရပါတယ်အဲ they ဆိုရင်သူတို့ဆိုလည်းအများကြီးနေအကုန်လုံးတုံးလို့ရပါတယ် ဆိုတော့ကြိုက်တာနဲ့ဖြေပါ do you play sports mean sport အကစားရေးဒါကစားလားမင်းတို့အမှတ်နေဆိုရင်တော့ yes i do or no i don't that she have a bicycle ဘသူ့ကိုပြောရလဲမသိဘူးလေဟုတ်တယ်မလားအဲ့တော့ကိုကတွေးလိုက်ပေါ်တယောက်ယောက် she ဖြစ်တဲ့အတွက် uh your friend or your mom or your aunt or your sister ပေါ်အဲ့တော့ yes she does or no she doesn't you can answer okay ကဲဒါဆိုရင်ဖြေလေးတွေဖြေကြည့်မယ်ဗီဒီယိုရက်ထားပြီးပြီးရင်အဖြေလေးကြည့်အောင်เนาะဒီမှာကဲ okay ဒါဆိုရင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ See you in the next video. Bye bye.